အားလုံးမင်္ဂလာပါဒီနေ့ဒီဇင်ဘာ9ရက်နေ့ဖြစ်ပါတယ်မနေ့ပြန်ဒီဇင်ဘာ10ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်ပါတယ်မနေ့ပြန်ဒီဇင်ဘာ10ရက်မနေ့10နာရီကနေညနေ3နာရီအထိ silent strike အပြင်းမထွက်အတန်တိတ်တပိတ်ကိုဆင်တွဲကြရမှာဖြစ်ပါတယ်ရည်ရွယ်ချက်များတော့1လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့တကား နိုင်ငံရေးအကျဉ်းသားများကိုချက်ချင်းလွတ်ပေးဖို့ဖြစ်ပါတယ်။နံပါတ်2ကတော့စစ်အုပ်စုရဲ့အတုအယောင်တရားမဝင်ရွေးကောက်ပွဲကိုလုံးဝစတင်ကြဖို့ဖြစ်ပါတယ်။ဒီရွက်ချက်3ကတော့စစ်အုပ်စုရဲ့အာဓမ္မစစ်မှုထမ်းဥပဒေကိုလုံးဝလုံးဝစတင်ကြဖို့ပဲဖြစ်ပါတယ်။ Silent Strike အပြင်းမထွက်အတန်တိတ်တပိတ် ဒီဇင်ဘာ10ရက်မနေ့10နာရီမှညနေ3နာရီထိပြည်သူအလုံးပါဝင်ဆင်နွှဲကြ